ယခုဖော်ပြပေးချင်တာက ရှမ်းပြည်နယ်အတွင်းကလောမြို့နယ်တဲကနန်းရုတ်လို့ခေါ်တဲ့ရွာမှာကျင်းပပြုလုပ်တဲ့လူပိုင်ပွဲဖြစ်ပါတယ်။နန်းရုတ်ကျေးရွာဟာရှေးရခင်ကလူပိုင်ပွဲကိုလာလေကြတဲ့ပွဲလာပရိသတ်များကိုထမင်းထုပ်ပေးဝေတဲ့အလေးထားလေးရှိခဲ့ပါတယ်။ဖက်နဲ့ထုပ်တဲ့ဒီထမင်းထုပ်ထဲမှာတချို့ဆိုရင်ပွဲတဲမုံဝယ်စားဖို့ ငွေအနှဲငယ်လေးတွေထည့်ပေးတဲ့အလေးထားလေးတွေလည်းရှိပါတယ်။ယခုအချိန်မှာတော့ဖုန်းတော်ကြီးကြောင်းမှာပဲတွားရောက်စားတောက်လို့ရအောင်စီစဉ်ထားကြပါတော့တယ်။ပွဲလေအစာပြေစားလို့ရအောင်ပေါ့။နန်းရုပ်ကျေးရွာလေးရှေးရခင်ကတခြားသောကျေးရွာတွေမှာလည်းထုံနီးတူအလေးထားရှိတဲ့ရွာတွေလည်းရှိကြပါလိမ့်မယ်ခင်ဗျာ။ နဲ့ဘွေးခါကောက်တောင်လာကဲလူဖိုင်ဝဲဆိုတဲ့အကြောင်းလေးအနည်းငယ်ပြောရမယ်ဆိုရင်ရှမ်းတို့ကလူဖိုင်ဟုခေါ်ဆိုကြပါတယ်လူဆိုတာရှမ်းဘာသာစကားဖြစ်ပြီးအလုံးဟုအတိတ်ပဲရပါတယ်ဖိုင်မှာမိဟုအတိတ်ပဲရပါတယ်ဒါကြောင့်လူဖိုင်ဆိုတာမြန်မာလိုမိလို့ဟုလည်းခေါ်ဆိုနိုင်ပါတယ် လူဖိုင်ဝဲကိုရှမ်းပြည်နယ်အတွင်းမှာရှိတဲ့တိုင်းရင်းသားအတော်များများပြည်လုံးလေးရှိပါတယ်။ပွဲလူဖိုင်ဟာမီလုံးပွဲဟု ဆိုနိုင်ပါတယ်။ပေါ်လူမျိုးတို့ကလူဖိုင်ကိုဒုံးဟုလည်းခေါ်ကြပါတယ်။ရှမ်းပြည်နယ်မှာနေထိုင်ကြတဲ့အခြားလူမျိုးများကလည်းလူဖိုင်ဒုံးကိုမီရှုဟုလည်းခေါ်ဆိုကြပါတယ်။ဒီလူဖိုင်ပွဲကို နှစ်စဉ်ကျင်းပလည်ရှိပါတယ်။ဒီရိုးရာပွဲကိုနှစ်စဉ်နှစ်သက်ကူးချိန်ကစုံနေုံလာများတွင်ကျင်းပကြပြီး

Thank okay. you. します。<music> 阿哥，那喷子干不要，我能妈人。 ုကျွန်တော်ရောက်ရှိနေတာကတော့နန်းရုပ်ကလောမြုံနယ်ထဲကနန်းရုပ်မှာပေါ့နော်ဒီရိုးရပွဲတော်ပေါ့နော်ရိုးရပွဲဆိုတာကလူဖိုင်ပေါ့ပွဲလူဖိုင်ပွဲလူဖိုင်ရိုးရပွဲကိုရောက်နေတာဖြစ်ပါတယ်ဟုတ်ကဲ့မကြခင်မှာဒီမီလုံးလွတ်တော့မှာဖြစ်ပါတယ် ထားလဲလို့ဟုတ်ပြီတော့ပါတယ်ဒါမင်းနဲ့တော့လေဦးစိတ်ချဟွာလာလာဒါအားမရရနေပွားမချောက်တော့ရန်ပွားမှာစိရန်ပွားမချောက်တော့မှာခါလေးဒီလောက်ပုတ်ပြရတယ်ဘယ်လောက်ခင်မလဲလုတ်ပြရတယ်အဲတော့ပြရတယ်ဟုတ်တယ်ဆရာရပြီလားအေးရန်ရန်ပွားမှာဆိုလို့ရန်ပွားမှာဆိုလို့ go and show me. Because I need show me. Oh, Alright, yeah, okay. ရှေးရခင်ကလူဖိုင်လူပွဲကိုရှင်ပြူပွဲများပြီးဆုံးတဲ့အခါမှာရှင်ပြူပွဲပြီးဆုံးခြင်းရဲ့အထိမ့်အမှတ်ဖြစ်ရာသီဥတုကောင်းမွန်တာယာကြီးတောင်ယာထွက်သီးနှံများအောင်မြင်ရင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နှစ်သက်ကူပွဲတွင်ဒါနအောင်မြင်ဖို့အထိမ့်အမှတ်ဖြစ်မြတ်စွာဘုရားကို ပူဇော်ဆုတောင်းတဲ့ပွဲဖြစ်ကျင်းပခဲ့ကြပါတယ်ခင်ဗျာ ယခုလိုရှမ်းပြည်နယ်အတွင်းရိုးရာယဉ်ကျေးမှုတွေတင်ဆက်ပေးနေတဲ့အစီအစဉ်တွေကိုဆက်လက်ကြည့်ရှုနေဆိုရင်ကျွန်တော်ရဲ့ YouTube Channel ကို Subscribe လုပ်ပေးထားနိုင်ပါတယ်ခင်ဗျာ။